English ကိုအခြေခံစကားလုံးနေနဲ့မဟုတ်ပဲအဆင်ပြေမြင့်စကားလုံးနေနဲ့ပြောတတ်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကရောဝါထွန်းဖြစ်ပါတယ် data box ရဲ့ literary တူလည်းဖြစ်ပါတယ်ကျမဆိုရင် PGC ဘွယ်ကို University of Southampton မှာရရှိထားတဲ့ဖြစ်ပြီးတော့ဒီခုလက်ရှိမှာလည်း UK နိုင်ငံမှာအကြောင်းဆရာမတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေရဖြစ်ပါတယ်အဲ့ဒါပြင် Celta Cambridge University မှာပေးတဲ့ Certificate of Teaching English to Speakers of Other Languages, go, IH London UK မှာရရှိထားရဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်စလိုက်ကြရအောင်။ Please please Can I now, I wonder if you could I wonder if you could သူကတော့ please ရဲ့ advance ပုံစံမှာ please လို့မပြောချင်တော့ဘူးဆိုရင် I wonder if you could လို့ပြောင်းသုံးလို့ရပါတယ်။ပိုပြီးလဲယဉ်ကျေးပါတယ်။ဥပမာဆိုရင်ကျေးဇူးပြု၍ဒါလေးကိုရှင်းပြပေးနိုင်မလားလို့ပြောချင်ရင် please explain it to me လို့ပြောမယ်အစား I wonder if you could explain it to me လို့ပြောလို့ရပါတယ်။ I wonder if you could do me a favor ကျေးဇူးပြု၍တင်ငါ့ကိုကူညီပေးနိုင်မလား။ I wonder if you could come here သင်ဒီကိုလာနိုင်မလား။ I wonder if you could read this for me. သင်ဒါလေးကိုငါအတွက်ဖတ်ပေးလို့ရနိုင်မလားလို့ပြောနိုင်ပါတယ်။ဒါဆိုရင်နောက်တစ်လုံးကိုဆက်ပြီးတော့ကြည့်ကြရအောင်။နောက်တစ်လုံးကတော့ apologies. apologies. sorry ကိုတဆင့်မြင်ပြီးပြောတဲ့အနေနဲ့ apologies ကိုသုံးပါတယ်။ဥပမာဆိုရင်သင်ရဲ့ party ပွဲကိုမလာနိုင်လို့ငါတောင်းပန်ပါတယ်လို့ပြောချင်ရင် apologies for not coming to your party. apologies for not attending your dinner တင်ရဲ့ dinner ပွဲကိုငါမတက်ရောက်နိုင်ခဲ့တဲ့အတွက်ကြောင့်ငါတောင်းပန်ပါတယ် apologies for my mistakes ငါရဲ့အမားတွေအတွက်ငါတောင်းပန်ပါတယ် apologies to my families and friends ငါရဲ့မိသားစုတွေနဲ့ငါရဲ့တငယ်ချင်းတွေအတွက်ငါတောင်းပန်ပါတယ်စသဖြင့်သုံးလို့ရပါတယ် so let's take a look at the next one တတိယတလုံးကတော့ i'm drained i'm drained ူက I'm tired ကို advance ပုံစံနဲ့ပြောတာပဲဖြစ်သွားတယ်။ဥပမာဆိုရင်တနေ့ကုန်အလုပ်လုပ်လို့ပြီလို့ကိုကပင်ပန်းတယ်လို့ပြောချင်ရင် I'm drained after working the whole day လို့ပြောလို့ရပါတယ်။ Suddenly she felt drained ချက်ချင်းပဲသူမအရန်ကိုပင်ပန်းတဲ့ပုံစံပေါက်သွားပါတယ်။ You look completely drained သင်ကြရတာအရန်ကိုပင်ပန်းနေတဲ့ပုံပေါက်ပါတယ်။ စသဖြင့်သုံးလို့ရပါတယ်။နောက်တစ်လုံးကတော့ I'm gutted. I'm gutted. sad လို့သုံးရတာယုံနေပြီဆိုရင် gutted လို့ပြောင်းသုံးလို့ရပါတယ်။ဥပမာဆိုရင်တင်ချာမှာအမှတ်အများကြီးများလို့ငါဝမ်းနည်းလိုက်တာလို့ပြောချင်ရင် I'm gutted for not scoring in my maths exam လို့ပြောလို့ရပါတယ်။ဝမ်းနည်းတယ်စိတ်မကောင်းဆိုရင် sad အစား gutted လို့ပြောင်းသုံးကြည့်ပါ။ နောက်ထပ်စကားလုံးကတော့တော်တော်များများသုံးကြပါရဲ့အဲ့ဒါကတော့ I'm over the moon I'm over the moon I'm happy ရဲ့အစင်မြင်တဲ့အသုံးဖြစ်ပါတယ် I'm happy က basic sense နဲ့ I'm over the moon လို့ပြောလိုက်တဲ့အခါမှာ native အသုံးလုံးနဲ့ဖြစ်သွားစေပါတယ်ဥပမာဆိုရင်ຢາດູຕັດຕົວລົງວ່າປ່ຽນໄລດາລູပြောຈင် I'm over the moon about my promotion ໂຕပြောລູຢາວ່າແຫຼະ I was over the moon when he sent me flowers and love letters. I was over the moon when I passed my matriculation exam with flying colors ငါတက္ကသိုလ်ဝင်စာမဝဲမှာဘာသာစုံဂုံတူးနဲ့အောင်ခဲ့တော့ငါငါအယံကိုပျော်လိုက်တာစသဖြင့်ပြောလို့ရပါတယ် နောက်ထပ်စကားလုံးတစ်လုံးကတော့ I'm starving. I'm starving. ငငယ်ရောကဗိုက်စားရဲဆိုရင် I'm hungry လို့ပြောခဲ့ကြပါမယ်။သူတဲ့အစ်မြင့်နဲ့ I'm starving လို့ပြောင်းသုံးကြရအောင်။ဥပမာဆိုရင်ငါဗိုက်စားလိုက်တာဘာမှလည်းစားစရာမရှိဘူးလို့ပြောခြင်း။ I'm starving but there's nothing to eat လို့ပြောလို့ရပါတယ်။ကဲနောက်ဆုံးတစ်လုံးကတော့ freezing freezing very cold ရဲ့တဆင်မြင်ပြီးပြောခြင်းနေဆိုရင် freezing လို့သုံးလို့ရပါတယ်ဥပမာဆိုရင်အပြင်မှာအရန်အေးလိုက်တာလို့ပြောခြင်း it's freezing outside လို့ပြောလို့ရပါတယ် very cold လို့သုံးရမယ့်နေရာတွေမှာ freezing လို့ပြောင်းပြီးတော့သုံးကြည့်ကြရအောင်ဒါဆို basic အသုံးတွေအစားအဆင်မြင်ပြောနိုင်တဲ့စကားလုံးတွေသိသွားပြီလို့ယုံကြည်ပါတယ် English ကို ခြေခံကနေအချိန်၃လပေးရုံနဲ့ intermediate ရောက်နိုင်ဖို့ teacher ko rain တဲ့ live trainer တယောက်နဲ့သင်ကြားပေးနေတဲ့ data box ရဲ့ TTI သင်တန်းလေးရှိပါတယ်။ English ကို basic ကနေတစိုက်မမက်လေ့လာခြင်းသူတွေလည်းသင်တန်းအနိုင်ဖို့စုံစမ်းပြီးမြင်နိုင်ရင်အခုပဲ comment မှာသို့မဟုတ် messenger မှာ TTI လို့ရိုက်နှက်ပြီးတော့စုံစမ်းအနိုင်ပါတယ်။ဒါဆို teacher ကို now video တွေမှာဆက်တွေ့ကြမယ်နော်။ See you next time and bye.